ဒီကဘာကြီးမှာဘယ်အရာမှကြောက်စရာမရှိဘူးလို့ထင်နေကြပါသလားမိတ်ဆွေတို့ပဲစဉ်းစားကြည့်ပါထိုးကြပြီးတော့မိတ်ဆွေတို့ကြီးမကျန်တဲ့နဲ့ကဘာသမုဒ္ဒရာရဲ့အရှင်သခင်လို့တောင်ပြောလို့ရတယ်ငမန်းဖြူကြီးတွေတော့သူတို့ရဲ့နေရဒေတာကနေပြီးတော့စွန့်ခွာပြီးထွက်ပြေးတင်းချောင်းနေရပြီဆိုရင်ဘလို့အရာတွေကဒီလောက်တောင်ကြောက်မက်ဖွေကောင်းနေတာလဲဒီနေ့တော့ဂရိတ်ဝက်ရှက်တွေရဲ့စိတ်ဝင်စားတဲ့ထူးခြားစမ်းကြဲတဲ့အကြောင်းအရာအသေးစိတ်ကိုကျွန်တော်တို့အနီမေကုန်းနဲ့အတူတူလေ့လာကြည့်ကြရအောင်ကဘာသမုဒ္ဒရာရဲ့ ထိတ်တန်းအမဲလိုက်တဲ့ဘွာလို့ပြောလိုက်ရင်ဂရိဝက်ရှက်လို့ခေါ်တဲ့ငမန်းပြူတွေကိုလူတိုင်းနှိပါချဖို့ကြမှာပါသူတို့ရဲ့ကြီးမားထဲဝါတဲ့ခန္ဓာကိုခြုံထက်တဲ့သွားရန်နေပြီးတော့မြောင်မန်းလို့မရနိုင်လောက်အောင်လင်းမြန်တဲ့အမဲလိုက်စွမ်းရည်တွေဟာသမုဒ္ဒရာတဲ့ဘဲတရဝါတွေအတွက်မဆိုအိမ်မဆိုးတခုလိုပါပဲသူတို့ကိုမြင်လိုက်ုံနဲ့တည်းပင်လေရေအောင်နက်နက်ရှမ်းရှမ်းကိုဆင်းရောက်လိရှိတဲ့အတွေ့အကြုံရင်ရင်ကုန်သမားတွေတောင်မှကြောက်ရွံ့တုန်လှုပ်ပြီးထွက်ပြေးတင်းချောင်ကြတဲ့အထိဖြစ်ပါတယ် သူတို့ကအသားစားတဲ့ဒိဋ္ဌိဆန်ကြီးတွေဆိုတာတော့ပြောနေကြတာတော့လုံးဝမထင်ပါဘူး။ငမန်းပြူတွေဟာတကောင်နဲ့ဆိုရင်ချစ်တဲ့တကောင်လောက်တောင်တန်မာပြီးတော့အုပ်စုဘွဲ့နေရင်တော့ဘယ်သူမှမရှင်နိုင်လောက်အောင်တန်မာကြပါတယ်။သူတို့ဟာရေထဲမှာနိုင်ပေါင်းများစွာကြအောင်အမဲလိုက်နိုင်စွမ်းရှိကြပါတယ်။ဒါပေမဲ့တဘာဝတရားကြီးရဲ့မှာထာဝရထိတ်ဆုံးမှာယက်တီနိုင်နေဆိုတဲ့တတဝါဆိုတာမရှိပါဘူး။အမြဲတမ်းပြောင်းလဲနေတဲ့ခေတ်ဆက်နေတဲ့မှာနေရာတိုင်းအပြောင်းဆိုင်မှုတွေနဲ့စိန်ခေါ်မှုတွေဟာအမြဲတမ်းရှိနေတတ်ပါတယ်။ဒီနေ့နေ့မှာ ကိုယ့်ထက်ပိုတန်ပါတဲ့သူပို့ပြီးတော့ညံကောင်းတဲ့သူတွေပေါ်လာနိုင်တာကိုသတိထားရမှာပါ2018ခုနှစ်လောက်ကစပြီးသိပံပညာရှင်တွေဟာ Forway ဒေတာမှာအထူးရစမ်းကြတဲ့ဖြစ်ရပ်တစ်ခုကိုစတင်သတိပြုမိခဲ့ကြပါတယ်အဲ့ဒီနေရာမှာနေပေါင်းများစွာဒီကနေထိုင်ခဲ့တဲ့ Great White Shark တွေဟာတဖြည်းဖြည်းနဲ့ပျောက်ကွယ်နေခဲ့တာပဲဖြစ်ပါတယ်ပညာရှင်တွေကဘာလို့လဲဆိုတဲ့မေးခွန်းတွေနဲ့စိတ်ရှုပ်ထွေးနေရပြီးတော့အစပိုင်းမှာရာသီဥတုရဲ့ပြောင်းလဲမှုအလွန်ကျော်၅ဘန်းလုပ်ငန်းတွေနဲ့ ပတ်ဝန်းကျင်ညဉ့်ဉန်းမှုတွေကြောင့်ဖြစ်နိုင်တယ်လို့တန်တရားရှိခဲ့ကြပါတယ်။ဒါပေမဲ့လည်းတကယ်တမ်းအကြောင်းအရာကတော့ထင်တာကတည်းကပိုပြီးတော့ကြောက်စရာကောင်းပါတယ်။ဘာကြောင့်လဲဆိုရင်မမန်းပြူကြီးတွေကိုတောင်တရားဝင်အမဲလိုက်နေတဲ့တတ္တဝါတွေကတော့အော်ကာဝေလာလို့ခေါ်တဲ့တတ္တဝါတွေဖြစ်နေလို့ပါပဲ။အွန်လိုင်းပေါ်မှာဒီကောင်လေးတွေရဲ့ပြဝဲတွေနဲ့ချစ်စရာကောင်းတဲ့ပုံရိပ်တွေကိုမိတ်ဆွေတို့မြင်မှုရမှာထင်ပါတယ်။မိတ်ဆွေတို့ထင်မှတ်မှထားတာကသူတို့ဟာလေသမုဒ္ဒရာရဲ့အာနာရှင်တွေလို့တောင်တင်စားခံထားရတဲ့တတ္တဝါတွေပါ။ ဩဃတွေဟာအသိဉာဏ်မြင်မှပြီးတော့လူတွေလို တွေးခေါ်နိုင်ခြင်းနဲ့အဖွဲလိုက်စနစ်တကျမဟာဗျူဟာချပြီးတိုက်ခိုက်နိုင်စွမ်းတွေကြောင့်နာမည်ကျော်ကြပါတယ်။သိပ္ပံပညာရှင်တွေကတော့သူတို့မျိုးစုံတိုက်ခိုက်တဲ့တရားခံလို့တင်စားခေါ်ရကြပါသေးတယ်။ဩဃရဲ့ဉာဏ်ရင်ထမြက်ပုံကဘလောက်ထိတောင်ထူးခြားလဲဆိုလို့ရှိရင် မတူညီတဲ့နီလန်ပေါင်းစုံကိုအသုံးပြုရကြပါတယ်။ဥပမာရေခဲပြင်ပေါ်မှာပင်ကွင်းတွေကိုဖမ်းဖို့အတွက် ရေခဲတွေကိုလှိုင်းထအောင်လှုပ်ပြီးတော့ပင်ကွင်းတွေကိုရေထဲပြုတ်ကြအောင်လှုပ်တာမျိုးပြီးတော့တခြားဝေးလာငါးတွေကိုတောင်အဖွဲလိုက်တိုက်ခိုက်ပြီးဖမ်းဆီးတာမျိုးတွေလုပ်နိုင်ကြပါတယ်ဒီထဲမှာပို့ပြီးဒုကြဆန်းကြတာကတော့ဟော့ကာတွေဟာငမန်းပြူတွေရဲ့ခန္ဓာကိုယ်တွေကအသည်းကိုပဲရွေးချယ်ပြီးတော့စားသုံးကြတာပဲဖြစ်ပါတယ်သူတို့ဟာငမန်းတို့ရဲ့အသည်းမှာပါဝင်တဲ့အာဟာရဓာတ်တွေနဲ့စွမ်းအင်ကျွေးဝါတဲ့အဆီဓာတ်တွေကြောင့်ယခုလိုစနစ်တကျတိုက်ခိုက်မှုကိုပြုလုပ်တာပဲဖြစ်ပါတယ်။အော့ကာတွေဟာ ငမန်းပြူတွေရဲ့ခန္ဓာကိုယ်တဲ့အသေးကိုဘလို့ရှာဖွေပြီးဖယ်ထုတ်ရမယ်ဆိုတာကိုအထိအကျသိရတယ်။ဒါကတော့တကယ်ကိုအံ့ဩစရာပါပဲ။ဒီလိုတိုက်ခိုက်မှုတွေဟာလည်းသူတို့ရဲ့ဉာဏ်ကောင်းမှုနဲ့ကျွမ်းကျင်မှုတွေကြောင့်အချိန်လိုလေးအတွင်းမှာပဲပြီးဆုံးသွားတတ်ပါတယ်။အော်ဂါတွေရဲ့ဒီလိုရက်ဆက်ပြီးတိကျတဲ့တိုက်ခိုက်မှုတွေကြောင့်ပဲငမန်းပြူတွေဟာအော်ဂါအုပ်စုတွေရောက်လာတာနဲ့သူတို့ရဲ့နေရင်ဒေသကနေအလျင်အမြန်ထွက်ပြေးတိမ်းရှောင်နေကြရတာပဲဖြစ်ပါတယ်။တချို့အချိန်တွေမှာဆိုရင် ဖော်ပြနေတာမှာ Great Worship မျိုးနွယ်စုတစ်ခုလုံးကိုလုံးဝမမြင်ရတော့တဲ့အထိဖြစ်လာခဲ့ပါတယ်။ငမန်ပြူတွေဟာအော်ဂါရီရဲ့အနံ့ကိုရအောင်နဲ့တောင် ထပ်ပြေးကြတယ်လို့သိပ္ပံပညာရှင်တွေကပြောကြပါတယ်။ဒါဟာသူတို့အသက်ရှင်ရေးအတွက်အလွန်အရေးကြီးတဲ့အမူအရင်းတစ်ခုလို့ဖြစ်နေပါပြီ။ဒီဖြစ်ရဟာတဘာဝတရားမှာဘယ်တတ္တဝါမှသာဝရထိတ်တန်းမှာမရှိနိုင်ဘူးဆိုတာကိုတတ်သိပြနေတာပါပဲ။သမုဒ္ဒရာရဲ့ထိတ်တန်းသားရဲ့လို့သတ်မှတ်ခံထားရတဲ့ဒီငမန်းပြူကြီးတွေတောင် သူတို့ထက်ပုံမှုစွမ်းအားကြီးပြီးတော့ညံအိမ်ထက်မြတ်တဲ့ဩဃာရီနဲ့တွေ့တဲ့အခါမှာရှောင်တိန်နေရတာအံ့ဩစရာကောင်းလာပါတယ်။မိတ်ဆွေများအလုံးလည်းဒီငမန်းပြူတွေရဲ့ထူးခြားစမ်းကြယ်တဲ့ပြောက်ွက်မှုအကြောင်းကိုကြားပြီးတော့တဘာဝတရားကြီးရဲ့ဘလောက်တောင်အံ့ဩစရာကောင်းမလဲဆိုတာကိုသိသွားကြလိမ့်မယ်လို့ထင်ပါတယ်။နောက်ထပ်လည်းဒီထက်စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုအန်နီမီကောကနေအမြဲပြောပြပေးသွားမှာမို့ subscribe လုပ်ခဲ့ဖို့လည်းမမေ့ပါနဲ့ခင်ဗျာ။